မင်္ဂလာပါရှင်၁၇လပိုင်း၂025ခုနှစ်မှာအစာအာဟာရအတွက်အလူရှင်လိုအပ်နေပါသဖြင့်ကျေးဇူးပြု၍အလူခံပါရစေရှင် စေတနာရှင်တို့ရဲ့အထိမ့်မှန်နေလေးတွေမွေးနေလေးတွေမှာအာဟာရဒါနကျွေးမွေးလှူဒန်းမယ်ဆိုရင်တော့ကျမတို့ရှင်အောင်နှလုံးသားချန်လေးမှစောင့်ရှောက်ထားတဲ့ဂီလာနာအပေခံတရိษံလေးများကိုလည်းတတိယပေးကြပါအောင်လို့ကိုရင်ကချုံရင်းနေရှာတဲ့မစွမ်းမတန်အပေခံကလေးများကိုစားမေတ္တာရက်ခံအပ်ပါတယ်ရှင်ကျမတို့ဂီယာလေးမှာခွေးအကောင်ကြီးရှိရာကြောင်ကောင်ကြီးတရား နွား73ကောင်စိတ်72ကောင်တို့ကို ပြုစုစောင့်ရှောက်ထားပါတယ်ရှင်တချံလုံးတွင်တရက်စာအာဟာရမှာ72သိန်းကျခန့်ကျတင်ပြီးအလူရှင်များနဲ့အလူလိုအပ်နေသောတရိတ်ဆန်လေးများအစဉ်ပြေစေရန်အတွက်အပိုင်းလေးတွေခွဲပေးထားပါတယ်ရှင်။အာဟာရဒါနာတနက်စာအတွက်၅ဟင်းဖြင့်တနက်စာလျှင်3သိန်းချက် ကျက်လေပင်ယိုဟင်းဖြင့်ထမင်းတနတ်စာလျင်33000ကျက်နဲ့အမဲယိုဟင်းဖြင့်ထမင်းတနတ်စာလျင်2သိန်းကျက်ကြတင်ပါတယ်ရှင်။နွားနဲ့စိန်များကတော့တင့်တော်ရမြက်ကောက်ယိုအသီးနှံများကိုကျွေးမွေးပေးပါတယ်ရှင်။အလူရှင်တို့အနေနဲ့ကျွေးမွေးလူတန်းလူပါကဟင်းမျိုးစားရွေးချယ်ပေးပြီးတော့ကျွေးကျင်တဲ့ရက်ကလေးကိုကြိုပြောပေးလို့ရပါတယ်ရှင်။ကျမတို့ခြံကချက်ပေးပါတယ်ရှင်။ နယ်ဝင်းရချာမှအလှူရှင်တို့အနေနဲ့မိမိတို့ရဲ့အလှူကိုပီတိပွားပြီးကုသိုလ်ယူနိုင်စေရန်တာရုခေါ်နိုင်စေရန်အတွက်ကျမတို့ page မှာလည်းဖိုတိုလေးတွေဗီဒီယိုလေးတွေကိုလည်းတင်ပေးပါရရှင်။ဂေဟာလေးစတင်တီထောင်ချိန်မှစပြီးတော့အခုလို17နှစ်ကျော်တတ်တန်းရောက်လာတဲ့အချိန်အထိကဲတင်ဆောင်ရှောက်ပြုစုခဲ့ရပါတော့အပေကံဒုက္ခိတဂိလာနာလေးတွေ တရိတ်ဆန်လေးတွေအပေါ်မှာစေတနာထားပြီးချစ်ခင်ပေးကြသူတဦးတယောက်ချင်းစီတိုင်းကိုလည်းကျမတို့ရွှေရောင်နှလုံးသားမိသားစုမှကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်အစာအာဟာရလှူဒန်းလိုပါက ဘဏ်အကောင့် wave account KB များဖြင့်လှူဒါန်းနိုင်တယ်လို့ခြံသွင်းကိုတိုင်ကိုကြလာရောက်၍လည်းလှူဒါန်းနိုင်ပါတယ်ရှင်ဖုန်းနံပါတ်09250359044တို့အထွေထွေစုံစမ်းမေးမြန်းမှုများအတွက်စုံစမ်းနိုင်ကြပါတယ်ရှင်ကျမတို့ကရလေးတရှိရနေရာကတော့အမှတ်73မြင်းဆောင်က ရွှေနသာအုပ်စု၄000ကန်စံပြချင်းရွာမင်္ဂလာတုံမြို့နယ်မှာတရှိပါတယ်ရှင်အမှတ်3လမ်းမခင်ဟောင်းမှတ်တိုင်းမှာဆင်းပြီးတော့ခွေးကြီးရသွားခြင်းလို့ပြောရင်ရပါတယ်ရှင်။ ခင်ရလေးပိတ်ချိန်ဖွင့်ချိန်ကတော့မနက်9:00နာရီမှညနေ9:00နာရီအတွင်းပိတ်ရမရှိ နေ့တိုင်းဖွင့်ပါတယ်ရှင်။ကိုတိုင်းကိုကြအစာချောင်းများငပြောသီးများဝင်လာပြီးတော့လဲကျွေးမွေးလူတန်းနိုင်ကြပါတယ်ရှင်။ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ကျေးဇူးပြု၍အစာအာဟာရအကူအညီလိုအပ်နေသောတရိတ်ဆန်လေးများအတွက်အကူအညီရစေရန်အလို့ငါယခုအလှူခံ post လေးကို share ပေးကြပါအောင်လို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။